နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးပို့ချုပ်ကြီးများထွန်းဟာအေဘီလာ၁၄ရက်နေ့မှာမန္တလေးပြည်ပဆိုင်ရာလေးစိတ်တို့ရောက်ရှိ၍မြေငရေတန်းကြောင့်ပျက်စီးသွားတဲ့လေစိတ်အဆောက်အအုံပြည်တွင်လေကြောင်းခရီးစဉ်စရောက်ထွက်ခွာနိုင်ရန်ယာယီခရီးသည်အဆောက်အအုံဆောင်ရွက်ထားရှိမှုပြည်ပခရီးစဉ်များပြန်လည်ဖွင့်လှစ်နိုင်ရန်စရောက်ထွက်ခွာယာယီခရီးသည်အဆောက်အအုံပြည့်စုံဆောင်ရွက်မှု လေရင်ပြေးလည်ပျက်စီးနေမှုယာယီလေကြောင်းထိမ်းမြှောက်စေ င်းနဲ့ငရင်တန်ထိခိုက်ခံစားရတဲ့လေးချောင်းထိမ်မြှော့စဉ်ရဲ့စံခိုင်မှုများကိုကြည့်ရှုစစ်ဆေးပါရယ်။အဲနောက်မန္တလေးလေးစိမ်းမှာအပြည်ပြည်ဆိုင်ရာလေးချောင်းခီးစဉ်များအားဧပြီလ25ရက်နေ့မှာစတင်ဖွင့်လှစ်ပြေးဆွဲနိုင်ရင်းနဲ့ဝန်ထမ်းများ အနေအကင်းရှင်းစွာလုပ်ငန်းဆောင်ရွက်နိုင်ရေးတို့အတွက်စနေတကြဆောင်ရွက်ရမှာကြောင့်ပြည်လိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါရယ်။ ဆက်လက်ပြီးဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတိုင်းဒေသကြီးရုံမြန်မာဆက်သွယ်ရေးလုပ်ငန်းမြန်မာစာတိုက်လုပ်ငန်းတို့မှဝန်ထမ်းများယာယီအခြေပြုလျက်ရှိတဲ့ပြည်ကြီးတကောမျိုးနဲ့အိတ်ချင်းရုံတို့တွားရောက်ကရုံအဆောင်ပြည့်စည်မှုများအားကြည့်ရှုစစ်ဆေးပြီးဝန်ထမ်းမိသားစုများကိုတွေးဆောင်အားပေးစကားပြောကြားပါသည် အဲဒီကနေတက်စင်ပြည်တော်စုဝင်ကြီးဟာခြံရဲတာဆန်မြို့နယ်မှာရှိတဲ့မန္တလေးဘုရားကြီးမှာဝင်တန်းများနဲ့တွေ့ဆုံအားပေးစကားပြောကြားပါတယ်။ အင်းနောင်မြေငရေတန်းကြောင့်ပျက်စီးသွားတဲ့မန္တလေးဘုရားကြီးရဲ့ပျက်စီးမှုများအားကြည့်ရှုပြီးအမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်ရမှကြားကရိုင်းနေရာချထားပေးတဲ့မြမမီယထာရိတ်သားမန္တလေးသို့ရောက်ရှိပြီးမြမမီယထာဝန်ထမ်းမိသားစုများအတွက်နေရာထိုင်ခင်းစားသောက်ရေးတောက်သုံးရေးရရှိရေးကျန်းမာရေးစီစဉ်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေး၍လိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါရစေ။ ဆက်လက်ပြီးကုန်လန်ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတိုင်းဒေသကြီးရုံမန္တလေးမှာမန္တလေးနဲ့သခိုင်းတိုင်းဒေသကြီးအတွင်းတာဝန်ထမ်းဆောင်လျက်ရှိတဲ့ဝင်ကြီးဌာနအောက်ရှိဌာနဆိုင်ရာဝန်ထမ်းများနဲ့တွေ့ဆုံအားပေးစကားပြောကြားပြီးရုံအဆောင်အဦးပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးပါတယ်။ အဲဒီကနေတက်စဉ်ချမ်းမြသာစေလေးစိတ်အဟောင်းနေရနဲ့ခီးတဲ့အဆောင်အအူတာမီနယ်တိုအားကြိရှုဆစ်စီပြီးလိုအပ်တာများဖြည့်ဆွတ်မှကြပါရစေ။ အဲဒီနောက်ငရင်တန်းကြောင့်ထိခိုက်ပျက်စီးမှုရှိတဲ့ဇကိုင်းဒက်တာအင်ဝါတို့ရောက်ရှိပြီးအေယာဝရီမြေအတွင်းပြုတ်ချသွားတဲ့တန်ပေါင်းကုန်း6ခုနဲ့ဒက်တာကန်ကတ်ခုံ ပြိုကျမှုများကိုကြည့်ရှုစစ်ဆေးကပေးဆိုတန်ပေါင်းကုန်းများအောင်အမြန်ဆုံးရှင်းလင်းဖေရှားနိုင်ရည်နဲ့ရေလန်းကြောင်ဖွင့်လှစ်နိုင်ရည်ရထားလန်းဒက်တာအောင်အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရည်အတွက်တိုင်းတာအတွက်ချက်စစ်ဆေးမှုများဆောင်ရွက်ရန်တာဝန်ရှိသူများအားမှာကြားပါရစေ။ အဲဒီနောက်သခိုင်းတတာအင်းဝါရဲ့တန်မာကုန်းအချို့ပြိုကျပျက်စီးခဲ့တဲ့အတွက်သွာလာမှုရှားရီပြတ်တောက်နေခြင်းအားတဖက်တလန်းမှာအဆင်ပြေစေအတွက်မန္တလေးရွှေကျက်ရဲစိတ်ကန်းနဲ့သခိုင်းစိတ်ကန်းတို့ပြည်ရင်းရေချောင်းပုတ်ဆောင်ရေဌာနပိုင်းရေရင်မြောင်ပုတ်ကလေးကားပိုင်းကွန်တင်တွဲဆွဲရေရင်ကြီးများနဲ့ကွန်တင်မော်တော်ယာဉ်ကြီးများနဲ့ကယ်ဆယ်လုပ်ငန်းတုံးရန်ရာကြီးများအားတည်ယူပို့ဆောင်ပေးနေမှုများကိုကြီးစုဆက်စည်ပြီးလိုအပ်တာများမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။